ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့အရှင်ဆန္ဒတိကရဲ့ဩဝါဒဆိုပြီး2025ခုနှစ်အောက်တိုဘာလ28ရက်နေ့ရက်စွဲနဲ့အတူဖြန့်ဝေနေတဲ့ရုပ်တံဖိုင်ကိုစစ်စစ်ပေးပါမယ်။ဒီဖြန့်ဝေနေတဲ့ရုပ်တံဖိုင်မှာရွေးကောက်ပွဲမဲစင်းကြည့်ပြီးမဲပေးဖို့မဲမပေးရင်အကုသို့ဖြစ်တယ်ဆိုတာမျိုးမိတ်ဆိုထားတဲ့အပိုင်းကိုတီးတန့်ဖြတ်တင်ထားပြီးရေစာနဲ့ရက်စွဲတတ်ထားတာတွေ့ရှိရပါတယ်။ဒီဖြန့်ဝေနေတဲ့ရုပ်တံဖိုင်နဲ့ပတ်သက်ပြီးစစ်စစ်ကြည့်တဲ့အခါမှာဖြန့်ဝေနေတဲ့ရုပ်တံဖိုင်ဟာ VOA Burmese မှာ2015ခုနှစ်ဇူလိုင်လ4ရက်နေ့ကတင်ထားတဲ့ရုပ်သံဖိုင်ဖြစ်တာကိုစစ်စစ်တွေ့ရှိခဲ့ရပါတယ်။ဒီဗီဒီယိုနှစ်ခုကိုရှင်ကြည့်မယ်ဆိုရင်လက်တလောဖြန့်ဝင်နေတဲ့ရုပ်သံဟာမူရင်းဖိုင်ကို crop လုပ်ပြီးပြုပြင်ထားတာထင်ရှားနေပါတယ်။ဒါကြောင့် ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့အရှင်စနာတိကရဲ့ဩဝါဒဆိုပြီး2025ခုနှစ်အောက်တိုဘာလ28ရက်နေ့ရက်စွဲနဲ့အတူဖြန့်ဝင်နေတဲ့ရုပ်သံဟာရုပ်သံဖိုင်အဟောင်းကိုရေစာနဲ့နေစွဲတတ်ထားတဲ့အပြင်မူရင်းဖိုင်ကိုလိုဒရို crop လုပ်ပြီးဖြန့်ဝင်နေတဲ့သတင်းအမှားပဲဖြစ်ပါတယ်။